โอเคမင်္ဂလာပါကျွန်တော်ဒီနေ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲလေးကတော့အဲဂျာမန်ပွဲတစ်ပွဲဖြစ်တဲ့ဘာယာမြူးနစ်နဲ့ဂါလာဘတ်တို့ရဲ့ပွဲစဉ်လေးပေါ့နော်အခုည7:00နာရီထိုးမှာကံမဲ့ပွဲစဉ်လေးပေါ့နော်အဲကျွန်တော်ဒီပွဲလေးကြောင်းကိုကျွန်တော်အဲသုံးသပ်ချက်လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ညဆုံးအဲကျွန်တော်ဒီပွဲအတွက်ကျွန်တော်ဘရိုတိထားတဲ့အချက်လေးတွေပေါ့ကျွန်တော်တို့ထည့်သိမ်းပြီးတော့ပြပြပေးသွားမယ်ညဆုံးကျွန်တော်ဒီနှစ်သိန်းရဲ့အောင်အချင်းကြည့်မယ်ဆိုလို့ရှိရင် ဘိုင်ယန်မြူးနစ်ကသူတို့နောက်ဆုံးကစားထားခဲ့တဲ့၅ဘွဲမှာသူတို့၁၄ခုတီးတွင်းထားတာကိုတွေ့ရတယ်။ဟာရီကိန်းဆိုလို့ရှိရင်လည်းဒီဟာဒီမှာတော့ကိုဟိုးလာပါတော့။အာ၂၄ခုတော့တွင်းထားပြီးသားပြီ။အဲကြောင့်မလို့ကျွန်တော်တို့အဲဘိုင်ယန်မြူးနစ်ကအခုနောက်ပိုင်းပွဲစဉ်တွေမှာဂိုးရဖို့အတွက်ကတော့လုံးဝပူပန်စရာမလိုပါဘူး။တော်တော်လေးကိုကျွန်တော်တို့မန်တက်စစ်အားကောင်းတဲ့အတင်းပါနော်ပြီးလို့ရှိရင်ကျွန်ပင်လေဒီရအောင်မှာဆိုလို့ရှိရင်လည်းသုံးမှတ်ကန်လို့ရှိရင်တပွဲနှုံးတော့ကကျွန်ပင်လေဒီရနေတော့တွေ့ရတယ်အဲကြောင့်မလို့ကျွန်တော်ပင်လေဒီတော့ကန်ပါတဲ့အတင်းပါနော်ပြီးလို့ရှိရင်တစ်ဖက်ကဂါလာဖက် တင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်ဆုံးကစားထားခဲ့တဲ့ဂါးဘွယ်မှာ12ခုကြောင်တင်ထားရတယ်။အဲပြီးလို့ရှိရင်12ခုကြောင်တင်ထားနိုင်တယ်ပေါ့နော်။အဲဒီတင်းရကျွန်တော်တိုက်စစ်ကတော့တော်တော်လေးကောင်းနေဒါပေမဲ့ဒီတင်းကနောက်တန်းကတော့တော်တော်လေးတော့နေအောင်တွေ့ရတယ်ပေါ့နော်။နောက်တန်းကိုးတွေကလည်းတော်တော်များများကို ပြန်ပေးထားတာတွေ့ရတယ်ပြီးလို့ရှိရင်အဲနောက်ဆုံးကစားထားခဲ့တဲ့ငါးဘလုံးမှာဂါရာဖက်အနေနဲ့တပွဲမှာနိုင်ထားခြင်းမရှိသေးဘူးအတော်တော်လေးရုန်းကန်နေရတယ်ဆိုတဲ့အသင့်အဲပြီးလို့ရှိရင်အကြီးကတိထားမဲ့အချက်ကဘိုင်ယန်ကဒီဘက်နိုင်လို့ရှိရင်အဲတို့ဂျာမန်အဲဂျာမန်အမပြုဖလားပါတို့ရသွားနိုင်နေပါတော့အကြောင်းမလို့ကြောဒီဘွဲကိုဂျာမန်အနေနဲ့ရေကုန်ရေကန်းတွေကိုအာကစားလာမှာပဲနောက်ပြီးလို့ရှိရင်ကျွန်တော်ကြီးမြမကြီးခွင့်လွှတ်မှုမှာဆိုလို့ရှိရင်လည်းအဲ3 3 95ပဲဆ ဗျာခုဘိုးဘွားကြီးမှာဆိုလို့ရှိရင်ပေါ်မိုင်းတဲ့တရားဆိုလို့ကြည့်ရအာတော်တော်လေးပြင်းနေတာဆိုတာဟောတွေ့ရတယ်ဒါပေမဲ့အဲ့ဒါကမှတို့ဘိုင်းရန်ရဲ့ကြီးအမှန်ပေါ့နော်အရင်ဘိုင်းရန်ရှက်ရှက်တော့ကောင်းခဲ့ခြင်းတုန်းကဆိုလို့ရှိရင်ဒီကြီးတွေကအာဘိုင်းရန်ကဒီကြီးမှာဆိုလို့ရှိရင်ဘိုင်းရန်ကကြီးအောင်လိအောင်ထားရှိတယ်ဆိုတဲ့အနေထားမှာရှိတယ်အာကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့ head to head ကိုကြည့်မယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ဘိုင်းရန်အနေနဲ့ကကျွန်တော်တို့အဲခလာဘက်ကိုအဲ ဒါကြီးကိုပြက်ကြီးနိုင်နေဆိုတာနိုင်ခဲ့တယ်ဗောနော်အမြဲတမ်း2 1 3 1 အဲ1 1 2 1အဲ့လောက်လောက်နဲ့ပဲကျွန်တော်တို့ဖိုင်ယန်ယူနစ်ကအမြင်နဲ့နိုင်လေးနိုင်စားရှိရပါတော့။ဟုတ်လို့ရှိရင် color ဘက်ကလည်းအဲ color ဘက်တင်းရဲ့ခြေစွမ်းကလည်းတားကြီးညမ်းလာတယ်ဆိုတဲ့ခြေစွမ်းမဟုတ်ဘူး။ဒီလိုကိုမနိုင်နိုင်ပေမဲ့လည်းအတိုင်းတာတို့ဒီဒုက္ခပေးနိုင်တယ်ဆိုတဲ့အသင်းပေါ့နော်။ဒီဘက်ကိုကျွန်တော်ခြုံပြီးတော့ကျွန်တော်သုံးသပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကြီးပေးမှုရဆိုလို့ရှိရင်လည်းကျွန်တော်အဖိုင်ယန်ကကျွန်တော်ကြီးအမှန်အနေထားမှာထွက်တယ်ပေါ့နော်။အာဖြစ်လို့ရှိရင်ဒီအဲဒီဘက်နိုင်သွားလို့ရှိရင်ကျွန်တော်အဲ တော့ဖလားဒီပါဒီပါတန်းရမယ်ဆိုတဲ့အနေထားမှာရှိနေတဲ့အတွက်ကြောင့်မလို့အာဘိုင်ယန်နေနေကသူတို့ရဲ့အဲဒီဟာဒီရဲ့ဘယ်လိုရမလဲဖလားရမယ်ပွဲမှာအကောင်းဆုံးအဲအကောင်းဆုံးသွေးကိုးတွေနဲ့အကောင်းဆုံးကစားသွားမယ်လို့တော့ထင်တယ်အဲအဲကြောင့်မို့ကျွန်တော်ဒီပွဲမှာကျွန်တော်ဘိုင်ယန်နဲ့ကျွန်တော်ဂိုးပေါ်ကိုရေးပါတယ်ခင်ဗျာ